အလုံးပဲရှေးဥစွာဖျားရှင်နာမတော်အဖြစ်မင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်သက်လိုပါတယ်နှုတ်ကပတ်တော်အတွက်ခဏလောက်ဆွတောင်းကြရအောင်ယေရှုမြတ်တော်ရှင်ဖဖျားကိုရရှင်ယေရှုတော်ကိုသူပဲချီးမွမ်းပါတယ်ကိုရရှင်ပြန်ဆင်ပြီးတော့ချိန်တိုင်းအဖြစ်တာမကတရှင်ခွင့်ပြီးတော့အသက်တာအတွက်ယေရှုတော်ချီးမွမ်းပါတယ် ယနေ့ကြာနာခံယူရမည့်နှုတ်ကပတ်တော်ပေါ်မှာဝိညာဉ်တော်တကိုသုံးလောင်းတော်မူပါဝိညာဉ်မျက်စိဝိညာဉ်နာဝိညာဉ်အလင်းအသက်တာ၌ကိုရရှင်ဖဖျားသုံးလောင်းဘိသိက်ပေးတော်မူပါချိန်တိုင်းနေ့အသက်တာများအားလုံးကိုဖဖျားလက်ဝါရှက်ကအနန္တိအခါမှာဖာယိတပါတော်တော်သခင်ရှုခရစ်တော်ဖျားမြတ်သောမဟာနာမကိုမြေပြုလျက်ယောသူလေးမျက်စွာပြည့်စုံတောင်းရှက်ကပင့်ဖိတ်အတနာခံတောင်းလျှောက်ကြပါမည်တော်ရှင်ဖာအာမင် ဒီနေ့နှုတ်ကပတ်တော်တပတ်အဖြစ်အယောက်စီတိုင်းကို ထပ်မပြီးတော့ခေါ်အားပြုလုပ်ပါရစေ။နှုတ်ကပတ်တော်တပတ်ကတော့ရှင်ရောခရစ်ဝင်ကျမ်းခန်းကြီး35အငယ်9ဖြစ်ပါတယ်။ရှင်ရောခရစ်ဝင်ကျမ်းခန်းကြီး35အငယ်9တင်တို့သည်ငါ၌တည်၍ငါစကားသည်တင်တို့၌တည်လင်တင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ နဂဘတ်တော်အတွက်ခွန်အားရရှိမယ်လို့ယုံကြည်ပါတယ်။နဂဘတ်တော်ရဲ့ကောင်းစဉ်ကမရှိရင်မရဘူး။မရှိရင်မရဘူး။ဘာမရှိရင်မရတာလဲဆိုရင်ဖယားသခင်ရဲ့နဂဘတ်တော်ဟာသင်နှလုံးသားထဲမှာမတည်မရှိရင်သင်မရဘူး။ဘာမရတာလဲ။တောင်းချင်သမျှကိုသင်တောင်းလို့မရဘူး။ ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ဒီမှာရှိတဲ့တမမိတ်ဆွေတွေအားလုံးသင်ဘောအသက်တာမှာမရှိရင်မရဘူးဘုရားသခင်လက်ကပတ်တော်ကသင်ရဲ့နှလုံးသားထဲမှာတည်ရှိနေခြင်းမရှိဘူးဆိုရင်သင်တောင်းချင်သမျှကိုသင်တောင်းလို့ရမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဘုရားသခင်ရဲ့စကားဘုရားသခင်ရဲ့နှုတ်ကပတ်သင်နှလုံးသားထဲမှာရှိဖို့ဖြစ်ရှင်လို့ရှိပါတယ် ။ဒါကြောင့်မို့ကျမ်းစာကသင်တို့ဒီဒီမှာရှိတဲ့ကျွန်တော်ကျမတို့အားလုံးဘုရားသခင်ကကောင်းကြီးပေးဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်တို့အားလုံးအားလုံးအယောက်စီတိုင်းတို့ရဲ့အသက်တာမှာပေးခြင်းနဲ့ဘုရားဖြစ်တယ်။အရာအားလုံးကိုပေးခြင်းနဲ့ဘုရားဖြစ်တယ်။အရာအားလုံးကိုပေးပိုင်နိုင်တဲ့ဖရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘာလို့တောင်းတာ မရတာလဲ ီနေ့ကျွန်တော်ဘာအသက်တာမှာအရေးကြီးဆုံးသောအရာဟာဘုရားသခင်နှုတ်ကပတ်တော်ကျွန်တော်နှလုံးသားထဲမှာရှိမှသာတောင်းလို့ရမှာဖြစ်ပါတယ်။ဒီကျမ်းစာတွေကမြင်ရတဲ့ကျွန်တော်တို့တကယ်ကိုပဲစံပြပုဂ္ဂိုလ်တွေအာဗြဟံဘုရားသခင်နှုတ်ကပတ်တော်တင့်နှလုံးသားထဲမှာသူ့ရဲ့နှလုံးသားထဲမှာရှိတဲ့အခါမှာသူဟာတောင်းချင်သမျှဘုရားပေးတာဖြစ်တယ် 22ပဲယောပိုက်ရဲ့အသက်တာသူ့ဘဝအသက်တာမှာလည်းတကယ်ကိုပဲဖျားတဲ့ကေကောင်းကြီးပြီးခြင်းကိုခံစားရပါတယ်ဒါပေမဲ့ဘဝရဲ့အခက်အခဲဒုက္ခပြဿနာထဲမှာဖျားသခင်နှုတ်ကပတ်တော်အသက်ရှင်နေဖြစ်တယ်ဖျားသခင်ပေါ်လိုက်ယုံကြည်ခြင်းအပြည့်ဝရှိတဲ့သူဖြစ်တယ်အဲဒါကြောင့်မလို့သူဟာနောက်ဆုံး ဘုရားသခင်နှုတ်ကပတ်တော်သူ့ရဲ့နှလုံးသားထဲမှာတည်ရှိခြင်းအဖြစ်နဆသောကောင်းချီးကိုသူရရှိရာဖြစ်ပါတယ်။ယောသဘုရားသခင်နှုတ်ကပတ်တော်သူ့ရဲ့နှလုံးသားထဲမှာရှိတဲ့အခါမှာဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်တဲ့အခါမှာသူ့ရဲ့ဘဝအသက်တာမှာဘုရားသခင်ကိုတောင်းချင်တယ်များသူတောင်းလို့ရပါတယ်။ဒါကြောင့်မို့ချစ်သောဓမ္မမိတ်ဆွေများ ကျွန်တော်တို့ဘဝတက်တာမှာဘာမရှိရင်မရလဲဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာတင့်နှလုံးသားထဲမှာမရှိရင်သင်မရဘူး။ဘာမရတာလဲတောင်းချင်တယ်များကိုသင် တောင်းလို့ရမှာမဟုတ်ဘူး။ဒါကြောင့်မလို့တောင်းချင်တယ်များတောင်းလို့ရဖို့ရန်အတွက်ကျွန်တော်တို့ဘဝတက်တာမှာဘုရားသခင်နှုတ်ကပတ်တော်ရှိဖို့လိုအပ်ပါတယ်။